အဲမူရဲ့ပွဲနဲ့ပတ်သက်လို့ပွဲကြိုရင်ခုန်တာဖြစ်ပါအားလုံးပဲမင်္ဂလာပါဗျမာရှယ်မင်းရဲ့မြန်မာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါလက်ရှိမြန်မာဖိုက်တာရဲ့မှာဆိုလို့ရှိရင်ဝမ်ချမ်ပီယံရှစ်ကအကြိုက်တွေ့နေတဲ့ကစားသမားတက်ရောက်လို့ပြောလို့ရတဲ့အဲမူကတော့ဒါဒီနေ့ညမှာဆိုလို့ရှိရင်ပွဲထိုးတတ်ဖို့ရှိရပါတော့ဒီပွဲမှာဆိုလို့ရှိရင်ပရိသတ်တက်ရောက်အနေနဲ့ကတော့ဒါလက်ရှိချိန်မှာအဲမူကနှစ်ပွဲနိုင်နှစ်ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားတယ်ဒီတော့ကြောင့်မလို့ဒီပွဲကဒါနိုင်ပွဲရယူဖို့လိုအပ်နေတဲ့အနေထားလို့လည်းပြောလို့ရပါ ဒါပေမဲ့ဒီပွဲမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကအဲမွေစီကမျောလင့်ထားတဲ့အရာတွေအများအများရှိပါအဓိကအဖြစ်တော့ဗျာကျွန်တော်တို့အနေနဲ့ကဥမာအဲမွေက entertaining ဖြစ်ပြီးတော့တကယ်ကိုခမ်းမိုက်မိုက်ထိုးသက်တဲ့ပုံစံမျိုးရှိရဲဆိုတာအားလုံးပဲသိပြီးသားပဲဒီလိုမျိုးပုံစံရှိရဲအတွက်ကြောင့်မလို့သူ့အနေနဲ့ကဒါဝမ်းချက်မင်းရှင်းမှာဆိုရင်ပြိသက်တွေကလည်းတကယ်ကိုအားပေးချမ်းနေပြီးလို့ရှိရင်တော်တော်လေးလည်းနေရာရတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ဒီပွဲမှာဆိုလို့ရှိရင်အဲမွေကိုနည်းနည်းလေးပို့ပြီးတော့ ဟိုချင်းကတ်တဲ့ပုံစံအစိမ့်မြင့်မြင့်နဲ့မြင်ချင်တာဖြစ်ပါဘာလို့လဲဆိုတော့ဗျာအမွေရင်းနဲ့အခုချိန်နေမှာဆိုလို့ရှိရင်တော်တော်လေးကိုရသပေးနိုင်တဲ့ကစားသမားပြီးတော့ဝမ်ချမ်ပီယံရှစ်ကလည်းအကြိုက်တွေ့ရဆိုပေမဲ့သူအဟာဘက်ခေါ်တန်နဲ့ပွဲတော်ကလိုမျိုးပြီးတော့မူကာစီတို့နဲ့ပွဲတော်ကလိုမျိုးထူးသက်သွားတဲ့အနေအထားကြီးမှာဆိုလို့ရှိရင်ဗျာအားပေါင်းကျွန်တော်တို့ပထမဆုံးပွဲမှာနော့ဒေါင်းတခါလားနှစ်ခါလားကြာတယ်ပြီးတော့မူကာစီတိုနဲ့ပွဲလည်းနော့ဒေါင်းကြာတယ်အဟာဘက်ကော်ဒန်နဲ့ပွဲမှာလည်းအထိနာရယ်ပေါ့နော်ဒီလိုမျိုးကြီးကြီးလိုက်လို့ရှိရင် ဒီလိုမျိုးကိုနှစ်လတစ်ခါလောက်ပွဲထိုးသွားမယ်ဆိုလို့ရှိရင် MW နေနဲ့ဘဏ္ဍာနှစ်လောက်ပွဲထိုးနိုင်မလဲဆိုတာမျိုးကျွန်တော်အနေနဲ့စိတ်ပူမိတယ်ပြီးတော့ဒီတန်နေကနောက်ပိုင်းချလို့ရှိရင်တစ်ချိန်မဟုတ်တစ်ချိန်ကတော့ခနာကိုပြန်ပြီးထိခိုက်မှာဒီတွက်ချက်မလို့ဒီပွဲမှာတော့ကျွန်တော်က MW ကဒီပွဲမှာလည်းခက်ကြမ်းကြမ်းထိုးတတ်ရမယ်ဆိုတာတော့သိတယ်ဒါပေမဲ့အဲအတိုင်းအတာတစ်ခုထိပေါ့နော် damage မယူဘဲနဲ့နည်းနည်းလေးပညာသားပါပါနဲ့ချင်းခတ်ပြီးတော့အပြုတ်ဖြုတ်ပြတာကိုပို့ပြီးတော့မြင်ကျင်တာဖြစ်ပါ ဥပမာဗျာကျွန်တော်တို့ MV ကခြေခံချက်တွေအသံကုန်ခံရတယ်ပြီးတော့ထောင်ရိုက်ချက်တွေလည်းခံရတယ်ပြီးတော့မှအသံကုန် light ထိုးပြီးတော့နိုင်နေဆိုတာတက်စားလို့ရှိရင် MV ဘက်ကနေပြီးတော့ခြေခံချက်တွေမခံအောင်ဘယ်လိုမျိုးနှီးပြွာလေးပြင်လာလဲပြီးတော့အထင်းနာလဲဆိုရင်တော့မှပဲအရန်ကြီးအကြိုက်ထင်းနာမျိုးမဟုတ်ပဲနဲ့ပြန်ဘက်ကိုပို့ပြီးတော့နေဆက်နေကြကြချင်းကပ်လာတာမျိုး MV အရင်ပွဲရလောက်ဒါမလိုအပ်ပဲနဲ့မကောအရန်ကြီးဒီအထီးခံတာမျိုးမဖြစ်အောင်လို့ကျွန်တော်ကပြင်ဆင်လာကြည့်နေတာဖြစ်ပါ ။ဘာလို့လဲဆိုတော့ပရိသတ်တရားအနေနဲ့ကတော့ပွဲကြည့်ရတော့သဘောကျတယ်ဗျာ။ပြောရင်အဟာဘက်ခေါ်တန်တို့ဘာလို့ပွဲဆိုရင်လဲကိုကောင်ကတကယ်ကိုဒါသွေးတန်ရဲရဲရဲနဲ့ဇွန်ဘီတစ်ကောင်လိုမျိုးတိုက်ခိုက်နေရ။ပြိုင်ဘက်ကလည်းသူ့အနေနဲ့ပညာကောင်းလို့တော်တော်လေးကိုပြန်ပြီးတုံ့ပြန်နိုင်နေဆိုပေမဲ့အဲမွေရဲ့ပုံစံကိုလက်နေရတဲ့အနေအထားမျိုးရှိပါ။ပွဲတွင်းမှာဆိုရင်တော့ကျွန်တော်အနေနဲ့သဘောကျတယ်။ဘာလို့လဲဆိုတော့ဒါ ဒီကျွန်တော်ကိုယ်တိုင်ဒီကိုခံပညာရက်ဒီအတိုင်းတော့ဟိုဒီလေးလာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးအနေထားယူကြည့်ရဲဆိုစိတ်ကလုံးဝအုံနိုင်နိုင်ဖြစ်တယ်ပေါ့နော်ကျွန်တော်တငယ်ချင်းတွေနဲ့ကြည့်ရဆိုရင်လည်းတငယ်ချင်းတွေကလည်းလုံးဝအားခဲတာပြီးတော့ကြည့်လို့တော့ကောင်းမှာဒါပေမဲ့ဒီပွဲပြီးသွားလို့ပြန်စဉ်းစားကြည့်ရဆိုလို့ရှိရင်အဲမွေနေနဲ့ကမရှုံးသွားလဲဆိုလို့ရှိရင်လည်းမတန်ဘူးဗျရှုံးသွားတယ်ပြီးလို့ရှိရင်ဒီပွဲကောင်းလို့ဆိုပြီး bonus တွေမရလိုက်ဘူးဆိုလို့ရှိရင်အဲမွေတော့ကဒါအရန်ကြီး ကောင်းတဲ့အနေအထားတစ်ခုမဟုတ်ဘူးပြီးတော့ဒီအချိန်နေတိုင်းဆက်သွားတယ်ဆိုလို့ရှိရင်အမှုရဲ့ကျမ်းမာရေးကတခြားဖိုင်တာတွေပါထက်စားလို့ရှိရင်ပိုပြီးမြမြန်ရုပ်ရော့လာတာမျိုးတွေဖြစ်နိုင်မှာဥပမာဗျာဟိုလေးဝဲထိုးတာချင်းတူတူသွင်းနှင်းထက်ကိုကြည့်မယ်ဆိုရင်သွင်းနှင်းထက်အနေနဲ့ပြင်းပြင်းထန်ထန်တန်ရာရတာမျိုးကဟိုဒီဘရာဇီးနဲ့ပွဲမှာနောက်တောင်းပုံစံမျိုးတစ်ချိန်ပြီးလိုက်ရတာပဲရှိပါဒါပေမဲ့အမှုကကျတော့သွင်းနှင်းထက်ထက်စားလို့ရှိရင်နှစ်ဆသုံးဆလောက်ထိပိုပြီးတော့အထိနာဒီတော့ကြောင့်မလို့ဘလောက်ပဲပါကုန်ကောင်းတယ်ပြောပြောကျွန်တော်အနေနဲ့ကတော့ဒါနေဆက်နှစ်ပိုင်းဆာရအိမ်မှာပို့ပို့ပြီးတော့ တိုးတက်လာပြီးတော့မှဟိုလုံးဝအပြတ်ဖြိုပြနိုင်နေဆိုတဲ့အနေအထားမျိုးဖြစ်စေချင်တယ်။လက်ရှိပြိုင်မဲ့ကစားသမားကလည်းခြေကန်ချက်ကောင်းနေဆိုပေမဲ့လက်သီးချက်မှလည်းကြီးပြဿနာမရှိဘူး။တထောင်ရချက်တွေနဲ့လည်းကောင်းနေပါတော့။ဒီတော့ကြောင့်မလို့အဲမွေနေနဲ့ခြေကန်ချက်တွေကိုကောင်းကောင်းရင်ဆိုင်ဖို့ဗျူဟာတစ်ခုရှိလာတယ်ဆိုလို့ရှိရင်တော့အဲမွေအတွက်အရန်ကြီးအရင်ပွဲရလောက်အထိနာနိုင်နေလို့တော့မမြင်ပါဘူး။ဒါပေမဲ့ဒါကလည်းအဲမွေဘက်ကပွဲချင်းကပ်ပုံကမှန်အောင်မရပါဘူး။ မမှန်ဘူးဆိုရင်တော့ပြန်မဲ့အခြေခံချက်တွေကလိုလာထက်ပိုပြီးတော့အဲမွေကိုပို့ပြတော့ဒါအထိနာစေပါလိမ့်။အဲပွဲချင်းကပ်ပုံမှန်နေတေးတက်တက်နဲ့အခြေခံကစားသမားကိုဘယ်လိုမျိုးဒီအခြေခံမကန်နိုင်အောင်လို့ချင်းကပ်မနေဆိုတဲ့ပုံစံမျိုးကိုလုံနိုင်နေဆိုလို့ရှိရင်တော့အဲမွေဘက်ကဒီပွဲမှာအဟာဘက်ကော်တန်တို့ပွဲလောက်အထိနာနိုင်စရာအကြောင်းမရှိပါဘူး။ဘာလို့လဲဆိုတော့ပြိုင်ဘက်ကလည်းအဲ့လောက်ကြီးဒီလက်သီးနဲ့တောင်ပိုင်းမှာအဟာဘက်ကော်တန်တို့လောက်မကောင်းပါဘူး။ဒီတော့ကြောင့်မလို့ ပိစက်တယောက်အနေနဲ့အဲမွေစီကမျောလင်းမိတာကပွဲကောင်းပွဲချမ်းတစ်ပွဲုံနဲ့ကြီးကျင်တယ်ဒါပေမဲ့အထီးအရန်နာမှလည်းစိတ်ပူပါဘာလို့လဲဆိုတော့မလိုအပ်ဘဲနဲ့ထိချက်တွေအများများတဲ့အချိန်မှာဒီ brain injury တွေကတစ်ချိန်မှတစ်ချိန်ပြန်ဖြစ်မှာဒီတော့ကြောင့်မလို့အဓိကအားဖြင့်အဲမွေအနေနဲ့ဒီစနစ်ကျကျချင်းကတာမျိုးကိုလိုချင်တာဖြစ်ပါတေချာမောက်ကတော့ဒီပွဲကအမှတ်နဲ့သွားမယ်ဆိုလို့ရှိရင်တော့ထိုင်းကစားသမားဖြစ်တယ်ခြေကံကောင်းတယ်ခြေတံလက်တံရှည်တဲ့အတွက်ကြောင့်မလို့အဲမွေအနေနဲ့အမှတ်ထိရောက်မယ်ဆိုရင်60ရာခိုင်နှုန်းလောက်ကရှုံးမိတာ ီဘွဲကဒေချာမောင်အမှတ်ထိရောက်လို့တော့မရဘူး။အဲမွေနေနဲ့ဘလောက်ထိခက်ကြမ်းကြမ်းရုံပြနိုင်မလဲဆိုတာကစိတ်ဝင်စားဖို့ကောင်းတယ်။ပြန်ပည့်ရမှာကောင်ကလည်းနည်းနည်းလေးနှိပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အမွေအတွက်ပို့ပြီးတော့ motivation ဖြစ်စေမယ်လို့တော့မြင်တယ်။ဘာလို့လဲဆိုတော့အမွေနေနဲ့မထိုးလို့ရှိရင်လဲနိုင်တယ်ဆိုတဲ့ဘိုင်မျိုးကဒေချာမောင်ရောက်။ဝမ်းချမယ်ရှိရလက်ရအပါနဲ့ knockdown တစ်ချိန်ချဖို့တော့ဖြစ်တဲ့အတွက်ကြောင့်မလို့အမွေတို့ကဒီချက်ကအဓိကအသုံးပြုရမယ့်ချက်လို့တော့ကျွန်တော်စိတ်ထဲတော့မြင်တယ်။ဒါပေမဲ့လည်းဗျာအမွေမာက တစ်ဖက်ကပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဘယ်လိုပြောမလဲ safety တစ်ခုရှိရပါတော့သူ့တက်လုံခြုံမှုပွဲရမယ်ဆိုတဲ့လုံခြုံမှုတစ်ခုရှိပါဘာလို့လဲဆိုတော့ဒီပွဲကကျွန်တော်ကတော့ထားပေါင်းနေစနစ်ကြကြချင်းကပ်ပြီးလဲထုံးနေနိုင်စီချင်းနေဒါမှမဟုတ်ပွဲကအဲ့လိုပုံစံမျိုးမဖြစ်လာဘူးဆိုရင်တော့မှအဲမွေကတခုံယုံနေဆိုရင်ပွဲကောင်းတစ်ပွဲကတော့တေချာပေါက်ဖြစ်လာမယ်ဝါချင်မင်ရှေ့ highlight ထဲမှာတော့တေချာပေါက်ပါလာအောင်ပါပါအဲ့အတွက်ကြောင့်မလို့အဲမွေနေနေနောက်ပွဲရဖို့လဲခဲရင်မှာမဟုတ်ပါအဲမွေတက်ကပြောရရင်များပွဲရဖို့ ပြီးတော့ပွဲကောင်းလို့ bonus ရဖို့ပြီးတော့သူ့အလဲထုံးနိုင် bonus ရဖို့ဆိုတာတွေကတခြား fighter တွေတက်စားလို့ရှိရင်အခွင့်အရေးအများကြီးပိုရှိရယ်။ One Championship ကိုယ်တိုင်လည်းတကယ်လို့ဒီရတာပေးနိုင်လို့သဘောချတဲ့ကစားသမားတစ်ယောက်ဆိုတာသိပြီးသားပါ။ဒါပေမဲ့ကျွန်တော်ကတော့ဗျာဒီလိုပွဲမပြတ်ရတဲ့ပွဲကောင်းနေဆိုတာတက်စားလို့ရှိရင်ကျွန်တော်ကအဲကျွန်တော်ရဲ့မြန်မာကစားသမားတွေကိုနောက်ထပ်တလဲပဲပေါ့နော်ဒီစနစ်ပိုင်းဆိုင်ရာအသာစီရယူနိုင်နေပြီလို့ရှိရင်အလဲထိုးပြစ်လိုက်နိုင်နေဆိုတဲ့အနေအထားမျိုးတွားကျင်တာ ောဟိုင်ပညာပိုင်းမတားဘူးဆိုရင်များကိုဘက်ကဘလောက်ပဲမာကုန်မြင့်မြင့်ယုံအောင်ကောင်းကောင်းပွဲကဒီအမှတ်ဆုံးဖြတ်ချက်ရောက်သွားမယ်တဝဲလဲလဲနဲ့ဒီဟိုင်ပွဲကောင်းတော့ဖြစ်သွားမယ်ဒါပေမဲ့ပညာပိုင်းမှာကိုကတားတယ်ဆိုလို့ရှိရင်အမွေနေနဲ့ကလုံးဝအသာစီးရယူပြစ်ပြီးတော့အမောက်တော့တိတ်ပလိုက်လို့ရပါဒီလိုနေသားမျိုးတွေကိုကျွန်တော်ကအဓိကမြင်ချင်တာမဟုတ်ပဲဆိုလို့ရှိရင်အမွေနေနဲ့ကလက်ရှိချိန်မှာနှစ်ပွဲနိုင်နှစ်ပွဲရှုံးဖြစ်နေပြီရလန်ရအရန်ကြီးပြတ်သားတဲ့ရလန်မျိုးတွေထပ်ပြီးမပြနိုင်အောင်ဆိုလို့ရှိရင်ဒီနိုင်လိုက်ရှုံးလိုက်အနေထားမျိုးမှာအပွဲကတော့အဆက်မပြတ်ရမယ် ဒါပေမဲ့အဲထိပ်ပန်းအောင်လည်းတိတ်ပြီးတော့မတက်လာတော့ဘူးအောက်ကလည်းမကျသွားဘူးပွဲပုံမှန်ရနေတဲ့ကစားသမားစင်းရင်းထဲမှာဝင်သွားနိုင်မှာ MV ကိုကျွန်တော်ကဒီလောက်စင်းနေတယ်မှာရက်တန်းစီဂျင်နဲ့အတွက်ချောင်းမလို့ဒီနိုင်ပွဲကိုလုံးဝဒီအလဲထိုးပုံစံမျိုးနဲ့နိုင်ရတာမျိုးကိုလိုချင်တာဖြစ်ပါအလဲထိုးပုံစံမျိုးနဲ့ဆိုရင်တော့မူကာစီတိုနဲ့ပွဲမှာဆိုရင် MV ကတော်တော်နှိပ်တယ် ပထမဂျပန်ဖိုက်တာနဲ့ထိုးတဲ့ပွဲလောက်ဆိုရင်မစိုးဘူးပေါ့နော်။သူ့အနေနဲ့နေဆက်နှစ်ပိုင်းလည်းတော်တော်လေးထုတ်သုံးနိုင်တယ်။ပြီးတော့ပြိုင်ဘက်ကနော်တောင်းထိုးလို့ကြားရဆိုတော့မှနောက်ကနေပြန်လိုက်ထိုးတဲ့နေရာမှာအရန်ကြီးနှိပ်တဲ့အနေထားကနေနိုင်သွားတာမျိုးမဟုတ်ဘူး။ဘူကာစီတိုးတော့ပါကြတော့ဒါအရန်ကြီးနှိပ်တဲ့အနေထားကနေပြန်နိုင်သွားတဲ့ခံဖက်ပုံစံမျိုးပေါ့။ဒီတော့ကြောင့်မလို့ပရိသတ်တစ်ယောက်အနေနဲ့ကတော့ပွဲကောင်းဖြစ်လာမယ်ဆိုတာတော့ယုံကြည်ပြီးသားပဲ။ဒါပေမဲ့လောကပြပြသားသားနိုင်ရလက်မျိုးကိုရမယ်ဆိုလို့ရှင်တော့ပို့ပြီးတော့အတိုင်းထက်လွန်ဖြစ်မှာ။ဘလိုပဲနေနေ ဒါပွဲကောင်းဖြစ်လာပဲဖြစ်ဖြစ်အလဲထိုးနိုင်ရပဲဖြစ်ဖြစ်အမ်ဝီကိုတော့ bonus တော့ရစီခြင်းအဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပေးသွားတဲ့အကြောင်းအရာကိုအားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ထားပေးပါအားလုံးကျေးဇူးတင်ပါ